ရခိုင်ကနေတဆင့်အိန္ဒိယနိုင်ငံမီဇိုရန်ပြည်နယ်ကို ကုန်သွားကူးတဲ့အဓိကကုန်သွေးရလမ်းတွေကို ပြင်းထန်ဝန်ရောဂါကြောင့်မနေ့ကစပြီးယာယီပိတ်လိုက်ရတယ်လို့သိရပါဗျ။ပိတ်လိုက်တဲ့လမ်းတွေကတော့ရခိုင်ကကုန်သင်တွေမီဇိုရန်ပြည်နယ်ကိုကုန်သွားကူးရမှာအဓိကဖြတ်တန်းသွားလာရတဲ့အိန္ဒိယနိုင်ငံမီဇိုရန်ပြည်နယ်လောင်တလိုင်းခရိုင်ကကာဂီတွီဒွန်းတပ်ပုရှေစတဲ့လမ်းတွေဖြစ်ကြပါဗျ။ အခုလိုအဲ့ဒီလမ်းတွေကိုယာယီပိတ်လိုက်တဲ့အတွက်ရခိုင်ကမီဇိုရန်ကိုနလော့စင်မှာကုံသွားကူးလို့မရနိုင်တော့သလိုမီဇိုရန်ကကုန်ပစ္စည်းတွေကိုအားထားနေရတဲ့ရခိုင်ပြည်သူတွေအတွက်လည်းကုန်စည်တွေပြတ်တောက်နေပြီးကုန်ပစ္စည်းတွေဟာလည်းဈေးနှုန်းမြင့်တက်သွားနိုင်တယ်လို့ကုန်သည်တွေကခံမှန်းနေကြပါတယ်လက်ရှိဖြစ်ပွားနေတဲ့ပြင်းထန်ဝမ်ပြက်ဝမ်လျှော်ယောဂဟာအိန္ဒိယနိုင်ငံမီဇိုရန်ပြည်နယ်နဲ့မြန်မာနိုင်ငံရှင်းပြည်နယ်နေဆက်ပလဝါကစစ်ဘေးရှောင်တွေခုံလုံနေတဲ့မီဇိုရန်ပြည်နယ်လောက်တလိုင်းခရိုင်က ကာဂီနက်တွင်တန်းကျွာနှစ်ရွာနဲ့ရှာဟာခရိုင်လောင်မစုကျွာတွေမှာအခုနိုဝင်ဘာလအစရက်ပိုင်းတွေကစတင်ကဖြစ်ပေါ်နေတာပါအဲ့ဒီရောဂါကြောင့်နိုဝင်ဘာလ12ရက်နေ့အထိကာဂီကျွာမှာဒေသခံတွေဆေးပိရှောင်စုစုပေါင်း6ရောက်သေဆုံးသွားခဲ့ပြီလို့ရှင်းသတင်းဌာနတွေမှာဖော်ပြကြပါတယ်မူဝေအော်အန်ဝမ်ပြက်ဝမ်လျှော်ပြီးတဲ့နောက်အပြက်ကတည်ဆုံသွားရတာဖြစ်တယ်လို့လည်းသိရပါဗျ။ ဒီယောဂါဟာကူးစက်မြန်တဲ့အတွက်လူစုလူဝေးတွေမလုံကြဖို့နဲ့တရွာနဲ့တရွာအဝင်ထွက်တွေကိုလည်းယာယီကန့်သက်ပိတ်ပင်မှုတွေရှိတယ်လို့ရှင်းဒေတာခန့်တယောက်ကနရင်းစရာကိုပြောပါရရှင်။